မဒီမေကွန်းကတော့ကောင်းပါတယ်အဲတော့ခမရအသက်ဘယ်လောက်ရှိပြီတော့33ဆိုတော့လူငယ်ပါပဲလူငယ်ပါပဲအမှန်တော့လေဒီကျွန်တော်နိုင်ငံမှာလူငယ်တွေရဲ့ခန်းငါနာကတော်တော်အရေးကြီးပါတယ်ပါတီစုံဒီမိုကရေစီစနစ်ကိုတွားပြီးဆိုလို့ရှိရင်လူငယ်အခန်းငါနာပိုအရေးကြီးတယ်ဘာကြောင့်လူငယ်အခန်းငါနာအရေးကြီးလဲဆိုတော့ကြဒီလူငယ်တွေကပဲခေါင်းဆောင်တက်လုံမှာဖြစ်တယ် ဒီလူငယ်တွေရပဲအဖွဲ့အစည်းအသီးသီးမှာပါမှာဖြစ်တယ်ဒီလူငယ်ရပဲဆောင်ရွက်မှာဖြစ်ပါတယ်အဒီနေရာမှာကျွန်တော်ပြောချင်တာပေါ့ဗျာဟောနော်လူငယ်နဲ့ဟောလူငယ်နဲ့လူကြီးတွေပေါ့လူငယ်ရလူကြီးတွေရဲ့ကွာခြားချက်ပေါ့လူငယ်တွေရတော့သူ့ရဲ့ဟောနော်လူရင်ဆန္ဒပေါ့အဲလူကြီးတွေရတော့ကြောက်ကြမှုပေါ့နော်ပြောရမယ်ဆိုရင်အတူတူပြလူငယ်တွေရတောင့်တမှု လူကြီးတွေကကြောင်ကြမှုလူငယ်တွေရဲ့တောင့်တမှုဆိုတာလူငယ်တွေစီသူကအမြဲတမ်းအလိုရှိတယ်အမြဲတမ်းအလိုရှိတယ်ဆိုတာသူ့ရအလိုရှိတယ်ဆိုတာတိုးတက်စေခြင်းနဲ့လူငယ်တွေစီဓာတ်ထက်ပို့ပြီးတော့ကြကောင်းစေခြင်းနဲ့ဓာတ်ထက်ပို့ပြီးတော့ကြအလုံလုံပြခြင်းနဲ့ဓာတ်ထက်ပို့ပြီးတော့ကြကြကျိုးစားပြခြင်းလေလူငယ်တွေရဲ့တောင်းတမှုလူငယ်တွေရဲ့တောင်းတမှုစီတိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုချစ်စေနိုင်ပါတယ် လူကြီးတွေကြကြောင်းကြမှုလူကြီးတွေကြကြောင်းကြမှုဆိုတာဘာကြောင်းကြလို့ဆိုတော့ဒါကိုလှုပ်ပေးလိုက်လို့ရှိရင်ဒါကိုလှုပ်ပေးလိုက်လို့ရှိရင်ငါတို့နိုင်ငံအတွက်ဘာတွေထိကြိုက်လာနိုင်မလဲဘာမဟုတ်တာတွေဝင်လာနိုင်မလဲဘာမဟုတ်တာတွေဖြစ်နိုင်လာမလဲအဓိကကြိုးတဲ့ဘူကကျွန်တော်မြင်ခဲ့တဲ့အကြောင်းရင်းပေါ့နော်ပုံမှန်မြင်ခဲ့တဲ့ခင်ဗျားနေတဲ့မိကိုမှတ်ပါတယ်ပုံမှန်မြင်ခဲ့တဲ့အကြောင်းရင်းကအဲလူငယ်တွေရဲ့တောင်းတမှုနဲ့လူကြီးတွေရဲ့ကြောက်ကြမှုတွေကို အတိုင်းအတာတစ်ခုတည်သူတို့နိုင်ငံအနေကချိန်ညှိပေးနိုင်တယ်လို့မြင်တယ်။ဘာတွေတွေ့ခဲ့လဲဆိုတော့ကြာကြာလူကြီးတွေကဘောနော်နိုင်ငံအကြီးကြီးတဲ့ဖြစ်လူကြီးတွေကဆွေးနွေးနေတယ်။ဆွေးနွေးနေတဲ့အချိန်မှာလူငယ်ဝင်းကြီးတွေကသူတို့ကအဲ့ဒီစကားတွေမှာဝင်ပြောခြင်းပြောတာပဲ။လူကြီးပြောနေတဲ့စကားတွေမှာဝင်ပြောရင်ပြောတာပဲ။မှန်ရင်အဲ့ဒီလူကြီးကလက်ခံလိုက်တယ်။ကျွန်တော်တွေ့ရလက်ခံလိုက်တယ်။စက်ပြောလှုပ်ပါဘာညာပြောလိုက်တယ်။အဲ့တော့ကြာလူငယ်တွေကဘာလဲဆိုတော့ခုနပြောတဲ့တောင်းတမှုတွေဖွံ့ဖြိုးတိုးတက်ခြင်းတွေလူကြီးတွေရဲ့ကြောက်ကြမှုတွေဒီနှစ်ခုကိုချိန်ကြီးပါ တောင်းတမှုတွေမရရင်ဘာဖြစ်လာမလဲတောင်းတမှုတွေမရရင်ဒေါသဖြစ်တာပေါ့လေကြောင်းကြမှုတွေမရရင်ဘာဖြစ်တော့ကြောင်းကြမှုတွေမရရင်မဖြစ်ကြောင်းကြမှုတိုင်းမရှိရင်မောဟဖြစ်တာပေါ့ဒီကြားထဲမှာချိန်ကြီးပေးနိုင်ရင်တော့ဒီဟာစီအဲခတ်ပြီးတော့ကြာတိုးတက်လာမယ်လို့မြင်ပါတယ်သို့တော့ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ကဟောကျွန်တော်မြန်မာနိုင်ငံကလူငယ်တွေနဲ့ပတ်သက်ပြီးတော့ကြာဒါဝင်ဌာနတခုသီးသန့်ပယ်သီးတာရှိတယ်လူငယ်တွေပတ်သက်ပြီးတော့じゃဟောเนาะ ဒါဖလားငါးတန်းဖွင့်ပြိုးတဲ့လူငင်းနဲ့ပတ်သက်ပြီးတော့ဖွင့်ပြိုးတုတ်တဲ့ကျွန်တော်တို့ဆောင်ရွက်နေတာရှိပါတယ်။အဲဒါတွေလည်းဆက်လက်ပြီးဆောင်ရွက်မှာဖြစ်ပါတယ်။ဒါဒီနိုင်ငံဖွင့်ပြိုးတုတ်တဲ့အတွက်အရေးကြီးတဲ့လုပ်ငန်းစဉ်လို့ပဲမြင်ပါတယ်။ငွေတွေနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ဒီကပို့ပြီးတော့တိုးတက်တဲ့ဝေးပေါ်တွေအသိမြင်တွေနဲ့ဆောင်ရွက်တယ်လို့ပြောချင်တာပါပဲ။မှန်ပါတယ်။လူငယ်တွေနဲ့ပတ်သက်ပြီးပို့ပြီးတိုးတက်တဲ့အသိမြင်တွေပို့ပြီးဆောင်ရွက်ချက်တွေဆောင်ရွက်မှာဖြစ်တယ်။ဒါစီဘာလဲဆိုတော့လူကြီးတွေရဲ့တာဝန်လည်းဖြစ်တယ်။လူငယ်တွေရဲ့တာဝန်လည်းဖြစ်ပါတယ်။ခုနပြောလို့တောင်းတမှုနဲ့ကြောင်းကြမှုကိုခံချက်ညီအောင်ခိန်းနိုင်တယ်ဆိုရင် ဒါဒီပုံပုံတိုးတက်လာမယ်လို့ကျွန်တော်မြင်ပါတယ်လူငယ်တွေအတွက်စကားလေးတစ်ခုလောက်ပြောပြပါလားအဲလူငယ်တွေအတွက်ကျွန်တော်ပြောချင်တာကတော့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုယ်နိုင်ငံဟောနော်ဒါထက်ညီညာရေးကိုယ်နိုင်ငံဒါထက်ပါရာရေးအတွက်ဟောနော်မြည်သူကအတိမပြုသည်ဖြစ်စေအတိမမပြုသည်ဖြစ်စေအဲမိမိတာဝန်ပဲမိမိတာဝန်ပဲအဲ့လိုခံယူပြီးကြလှုပ်သွားပေးကြပါလို့အဲကျွန်တော်ပြောချင်ပါတယ်ဗျာ